ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါရမယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်စစ်ကောင်စီကျင်းချထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ရှေ့နေဖွဲနဲ့မိတ်ဆွေတွေစုစည်းပြီးမွေးနေ့ကိတ်ပေးပို့ထားတယ်လို့နှီးဆက်သူတချို့စီကသိရပါဗျ။ ဒီနှစ်မွေးနေ့ကိတ်ကဒေါအောင်ဆန်းစုကြည်ရုပ်ပုံပါကိမ့်မုံဖြစ်ပြီးထောင်ဝင်ဆိုင်ရိတ်ခါပေးတဲ့တနင်္လာနေ့မှာထောင်ဝနာပိုင်တွေစီကိုပေးပို့ခဲ့ရလို့ဆိုပါရတယ်။ဒါ့အပြင်အကျဉ်းချခံနေရမှာရှိသူတွေအတွက်မွေးနေ့လူဒါနဓာတ်ပေါက်ထုတ်များလည်းပေးပို့ခဲ့တယ်လို့သိရပါဗျာ။ဇွန်ဆက်ကိုရက်မှာကြာရောက်မဲ့အသက်80ပြည့်မွေးနေ့အတွက်အခုနှစ်မှာတော့မွေးနေ့ဆုတောင်းရုပ်တန်ရှစ်တောင်းကိုစုဆောင်းပြီးဂင်းနစ်ဆန်ချိန်တင်မဲ့လှူရှာမှုမှာပါဝင်ကြဖို့ဒေါအောင်ဆန်းစုကြည်သားငယ်ချစ်သူကင်မအဲ့ရအမှုပညာရှင်တို့နဲ့တော်လန်ရေးအင်အားစုတွေကစော်ဝါနေပါဗျာ။ ကင်မအဲရီကတော့မိခင်ဒေါန်ဆန်းစုကြည်နေနဲ့လူမျိုးရေးအိမ်မက်မက်နေတဲ့မြန်မာကလူသားနဲ့ချီရဲ့ဒီမိုကရေစီနဲ့လူသားခွင့်ရေးတွေအတွက်ဘဝတစ်ခုလုံးကိုမြုပ်နှံထားတဲ့သူဖြစ်တာကြောင့်တာမန်မွေးနေ့ထက်ပိုတဲ့လှုပ်ရှားမှုတစ်ခုလုပ်ဖို့ရည်ရွယ်ထားတာလို့ပြောထားပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းတွင်ရှိရန်ကုန်ပြည်နယ်အပါအဝင်မင်းလမြို့နယ်နေရာ၃ခုတွင်တိုက်ပွဲများဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင်စစ်သားတေဆုံးသူများပြားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရေးတရင်ရင်မြင့်များမှသိရသည်ယမန်နေ့ဇွန်လ16ရက်ညနေ4နာရီခန့်ချိန်မင်းလာမြို့နယ်အုတ်တွင်းရွာအနီးရှိအကျန်းဖက်စစ်တပ်၏စစ်ကွင်းနာဆုံးစစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်အကျန်းဖက်စစ်တပ်ဘက်မှအရာရှိနှစ်ဦးပါဝင်ထိခိုက်တေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ပြည်မြို့ဘက်ရှိမင်္ဂလာဆောင်မှပြန်လာသည့်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးရုပ်လောင်းများကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။တပြိုင်နက်တည်းယမန်နေ့ညနေ၄နာရီကျော်ခန့်ချိန်မင်းလာမြို့နယ်ပိုင်းရန်ကုန်ပြည်လမ်းနှင့်ဘကိုးရုံးမှအကြားရှိနေရာနှစ်ခုတွင်လည်းအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ဖက်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာခြင်းကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေကြောင်းသိရသည်။ အလားတူယနေ့ဇွန်လ18ရက်နေ့နနက်2နာရီခန့်ချိန်မင်းလာမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားရာနေရာများသို့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာဖားလေကွင်းမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80ဆအရွယ်အငိမ့်စားចောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်ပြီးတေဆုံးခဲ့ကြောင်းတရွာထဲနေထိုင်သူမခိုင်တင်းကြီးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ယနေ့မွန်းလွယ်ပိုင်းမင်းလာမြို့နယ်တာလေးရွာတွင်တဆွဲထားသောပြူစောထီးများကဖောကားဖြင့်လက်ဆက်ရွာသို့ဝင်ရောက်စဉ်တော်လန်ရေးတပ်ဖွဲ့များနှင့် ထပ်မံတိုက်ပွဲဖြစ်နေကြောင်းသိရှိရသည်တိုက်ပွဲတွေကနေရာ၃ခုလောက်မှာဖြစ်နေတယ်ဒီနေ့နံနက်ပိုင်းလဲဆက်ဖြစ်နေုံပဲအခုထိမပြီးသေးဘူးရန်ကုန်ပြည်လမ်းကိုလည်းပြည်သူတွေမသွားကြဖို့ပြောကျင်နေစစ်ခွေးတွေကထိခိုက်တေဆုံးမှုတော်တော်များတယ်တေဆုံးတဲ့တဲမှာယူဟာမှုပါတယ်လို့တော့သိရပေမဲ့အတီတော့မပြုတ်နိုင်သေးဘူးဒေတာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲအတွင်းမှာပြည်သူတွေလည်းထိခိုက်တေဆုံးမှုရှိတယ်လက်ရှိမင်းလာမြို့နယ်ကတိုက်ပွဲအခြေအနေတွေကြောင့်တရက်တပင်အထက်တန်းကျောင်းအပါအဝင်ကျောင်းတချို့ပါပိတ်လိုက်ပြီးဟုသိရသည် ဘကိုးတိုင်းတွင်မင်းလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားနေရာများစုတွင် PDF များစုမိုးထားပြီး စစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်တွင်သာတဆွဲထားနိုင်ကြောင်းဒေသပြည်သူတို့ကပြောဆိုသည်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တအောင်တက်သိမ့်ပိုက်ထားသောနောင်ချုံမြို့သို့ဥတီပြန်လဲသိမ့်ပိုက်ရန်အတွက်စစ်ကောင်စီကစစ်ကြောင်းများခွဲ၏အပြင်းထန်ထိုးစစ်ဆင်လာနေနေ့စဉ်စစ်တပ်ကတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်း နောင်ချိုမြို့ဒေသပြည်သူများနဲ့စစ်ရေးတရင်မြစ်ကပြောဆိုသည်အကြံဖတ်စစ်ကောင်စီကနောင်ချိုမြို့သို့ဥတီလေတောင်ခမ်းဒေသကံကြီးကျေးရွာဘက်မှပြင်ဦးလွင်ပန်းပွေးဘက်မှတောင်ခမ်းဒေသနောင်ချိုကြီးဘက်ပိုင်းစစ်ကြောင်းများကိုအင်အားဖြည့်ထိုးစစ်ဆင်လာနေကြောင်းစစ်ကောင်စီတပ်ဤစစ်ကြောင်းများကနေ့စဉ်ရှေတိုးတိုက်ခိုက်နေတော်လဲတချို့နေရာများတွင်တအောင်းပူပေါင်းတပ်များကပြန်လဲခုခံနေရာမှထိုးစစ်ပုံစံပြန်ပြောင်းတိုက်ခိုက်သဖြင့်စစ်ကောင်စီတပ်များနောက်ပြန်ဆုတ်သွားမှုများရှိကြောင်းသိရှိရသည်အခုနောင်ချိုမြို့နယ်မှာစစ်တပ်ကတော့ အတင်းရှိကိုတိုးတာပဲတအောင်းနဲ့တော်လန်ရေးတက်တွေကခုခံရာကနေပြန်ထိုးစစ်လို့တော့စစ်တက်ကထိုးစစ်ပြန်လန်သွားတယ်အဲ့ဒါလဲအင်အားပြန်ဖြည့်လက်နက်ခဲယမ်းပြန်ဖြည့်ပြန်တိုးဖို့စူးစမ်းနေဒီလိုတွေဖြစ်နေတဲ့စစ်တက်စစ်ကြောင်းတွေကနောင်ဂျိုမြို့ကိုပဲဥတီထားတာ နောင်ဂျိုကိုမရမကပြန်တိုက်ဖို့နောင်ဂျိုမြို့မှဒေသပြည်သူတို့ကရှင်းပြသည်ယမန်နေ့ဇွန်လ16ရက်နေ့နောင်ဂျိုမြို့နယ်အုံမတီးနှင့်ရေမောင်းနှမ်းကြီးရွာတွင်စစ်ကောင်စီတပ်နှင့်တောင်းတက်မတော်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သည်လက်နက်ကြီး၉လုံးနှင့်ဒရုံဖြင့် ဘုံ26လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတအောင်တက်ကယနေ့သတင်းထုတ်ပြန်သည်။ကဲနောက်မှာတော့ကျော်စိုးဦးပြောထားတဲ့ဗီဒီယိုဖိုင်ကိုဆက်လက်ကြည့်လိုက်ကြရအောင်ခင်ဗျာ။ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့အပြင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြမ်းဖက်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ်။အဲ့တော့အကြမ်းဖက်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြမ်းဖက်သမားတွေ လှုပ်ဆော်သူတွေကကျွန်တော်ပြည်ပြည်တွင်းမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတယ်ပြည်ပမှာရှိနေတယ်အကြမ်းဖက်သမားတွေလှုပ်ဆော်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တနည်းအားဖြင့်အင်ဂျီအပြာဝတ်ဖို့ပေါ့ဗျာလှုပ်ဆော်ကြရတယ်အဲ့ဒီလှုပ်ရှားမှုတွေမှာ ပါတဲ့သူတွေကိုလက်ရှိ လက်ရှိကျွန်တော်တို့ဒီလုံချိုးတဖုတ်ဝင်တွေကဖမ်းမဲ့အရေးယူမယ်တိတိယောက်လှုပ်မယ်ကျွန်တော်အရင်တခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လှုပ်တယ်အဲ့လိုမလုပ်ထိထိရောက်လုပ်ပါ လူငယ်ကြီးလည်းမြော့အောင်အနေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲနှစ်နှစ်သုံးနှစ်ကြာမှာပဲအဲ့လုံရရင်လုတ်ပေါ့ဗျာနောက်အကြံဘက်အုပ်စုတွေကတော့ပြပပါရှိတယ်ဒီအကြံဘက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းသပိန်နဲ့အင်ကြီးအပြလှူရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်တွင်းကလူလှုပ်ဆော်တယ်အဲ့တော့သူကဈေးအောင်ရင်လည်းပန်းလေးပတ်ပြီးဈေးအောင်ဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့အပြီးသွားရင်အကူကပန်းပန်နေဆိုရင်လည်းပဲအဲ့ဒီပန်းကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ social media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ် နောက်ဆုံးပြဘလောက်ဆိုလာရဲဆိုတော့ဖះရပါသူတို့ကဟိုခူတုံးလုပ်တယ်ဗောလေဖះရပါသူတို့နိုင်ငံကြီးကခူတုံးလုပ်တာတွေတွေ့ရတယ်အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းနေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီတပ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ဖို့ဆိုတကလုံးစုံနေတယ်တော်တော်ဆိုးတာပေါ့ဗျာ။တော်တော်ဆိုးတယ်။အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်။အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုကဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ21ရက်နေ့ထိလို့ဆိုပါတယ်။တနည်းအားဖြင့်ကျွန်တော်ရှေ့ရတာကာလအတွင်းမှာရှေ့ရတာကာလအတွင်းမှာလှုပ်ရှားကြဖို့ တို့ရဲ့ဒီအတ္တမထရက်က၈ရက်၈ရက်တာမှလှုပ်ရှားပြေးကြဖို့တို့တို့လှုပ်ဆော့ပါတယ်အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာကအင်ဂျီအပြာဆိုရဲသူအတိတ်ဘက်ကဒီနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးအတွက်ဆိုပြီးတော့တို့ရွေးပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဒါဒီ၈ရက်တွေမှာပစိုးပြဝတ်ပေးပါဘောင်းမီအပြာအုတ်ထုတ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမှတ်အသားတွေဝတ်ဆင်ပေးပါတဲ့နောက်တစ်ခုကတော့ပန်းတပိတ်ပန်းတပိတ်ကတော့ကျွန်တော်တို့ပန်းနီအပန်းနီပန်းနီဖြစ်ရမယ်အဲ့ဒီပန်းနီကိုခင်ဗျားတို့ပန်းပန်ရမယ် online မှာတင်ရမယ် TikTok တင်ရမယ် ပြေကျလူဖုကွဲတွေပါတရမယ်နောက်ဆုံးပြဖះမှာပန်းကင်လည်းပဲပန်းဒီကပ်ပေးပါပန်းဒီကပ်ပြီးတော့အဲ့လောက်ဒီတိုင်းမထားပါနဲ့ TikTok တင်ပေးပါ Facebook တင်ပေးပါ Social Media မှာတင်ပေးပါဆိုလှုပ်ဆောင်နေတယ်သူတို့ရဲ့ဒီတပိတ်စတာပါဗျသူတို့ရဲ့တပိတ်စတာကကျွန်တော်ဇွန်လ16ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီပြည်တွင်းမှာရှိတဲ့သူတွေလှုပ်ရှားတာကိုဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူးကျွန်တော်တို့ကလည်းစောင့်ကြည့်နေဗသူတွေဗသူတွေလှုပ်လေဗဗသူတွေလှုပ်နေကြလေဗကြည့်ချင်းသိချင်တာဗောလက်ရှိတော့ကျွန်တော်တို့ဒီဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တွေ့ရတာဘယ်နေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးတိတိလေးတစုရှိမယ်ပြီးကျွန်တော်တို့လက်နက်ကင်စစ်သွေးကြောက်ဖွဲ့တယ်စစ်သွေးကြောက်အုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောက်အုပ်စုတွေထိချုပ်ရနေရာမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူး ရန်ကုန်မှာရှိတဲ့လူတွေမပါဘူး။မုံရွာမှာရှိတဲ့လူတွေမပါဘူး။မုံမီနယ်မှာရှိတဲ့လူတွေမပါဘူး။ဖမ်းမှာရှိတဲ့လူတွေမပါဘူး။မြကြီးနားမှာရှိတဲ့လူတွေမပါဘူး။တနည်းအားဖြင့်ကျတော့မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူး။ခင်ဗျားစဉ်းစားကြည့်ပါရန်ကုန်မြို့မှာလူကြီးကခင်ဗျားအတန်းနဲ့ကြီးကြီးတယ်။တယောက်တောင်ထွက်မလာဘူး။ရန်ကုန်မြို့မှာလူကြီးကခင်ဗျားတန်းအဝါလောက်ရှိတယ်။ဆယ်တန်းပတ်လည်လောက်ရှိတယ်။ဆယ်တန်းပတ်လည်မှာကျတော့တယောက်တောင်ထွက်မလာဘူး။တယောက်တောင်ထွက်မလာဘူး။ပြီးရင်ခင်ဗျားမန္တလေးမှာလည်းတယောက်တောင်ထွက်မလာဘူး။လက်ရှိ online မှာတော့မတွေ့သေးဘူး။မတွေ့သေးဘူး။ ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တရလှုပ်ရှားမှုတွေမှာပေါဝင်တဲ့လူတွေမတွေ့သေးဘူး14 15 16 19 4ရက်ပေါ့ဗျာဒီ4ရက်ထဲမှာကျွန်တော်တို့မတွေ့သေးဘူးသူ14ရက်နေ့ဆိုတော့14ဆိုတော့14 15 16 19ဒီ4ရက်ထဲမှာကျွန်တော်တယောက်မတွေ့သေးဘူးအဲ့တော့အဲ့ဓာတွေလုံးမယ်ခင်ဗျားအဲ့ဓာတွေခင်ဗျားတို့တိလို့ပဲလုံးလို့မတိလို့ပဲလုံးလို့ဟိုဖန်းစည်းမိဆိုတော့ဖန်းအဖန်းခံပြီဆိုတော့အာသမီးမတိလို့ပါအသားမတိလို့ပါမရဘူးตาမသိဘူးသမီးကမသိဘူးသမီးကမမြင်ပါဘူးသူတို့ online မှာဒါလေးလောက်ဆိုလို့သမီးကပါဝင်သွားတယ်မရဘူး ဲ့ဒါကကျွန်တော်တို့အကျံဖတ်မှုအကျံဖတ်သမားတို့အားပေးအားမြောက်ပြုရာရောက်တယ်အဲ့တော့အကျံဖတ်ဥပဒေနဲ့အေးအေးယူရခံမှာအေးအေးယူရခံမှာကျွန်တော်တရားစစ်သားလုံရဲလေလို့ခင်ဗျားဒါခင်ဗျားတို့ပြောတာကျုပ်တွက်လည်းမဟုတ်ဘူးခင်ဗျားလုံရဲလေလို့ပန်းသိပန်းသိပိတ်ဓမ္မပါဝင်ခြင်းသဘောဆိုလဲပါဝင်ပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျားအကျံဖတ်အားပေးတာပဲအကျံဖတ်သမားတွေလှုပ်ဆော်တယ်အကျံဖတ်သမားတွေလှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီပုံမှာသူတို့ခိုင်းတဲ့အတိုင်းလုပ်တယ်ဆိုရင်ခင်ဗျားတို့ကအကျံဖတ်ဒီကိုခင်ဗျားတို့အားပေးအားမြောက်ပြုရလဲရောက်တယ် အကြဖတ်သမားတွေအားပေးကူညီရလဲရောက်တယ်အဲ့တော့ဒါကဒီအကြဖတ်မှုဥပဒေနဲ့လည်းမြောက်တယ်နောက်တစ်ခါမှာခင်ဗျားတို့ဒီအကြဖတ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားအရေးယူတရားအရေးယူချက်ခံရမှာအဲ့တော့တေချာတာကရန်ကုန်မှာရှိရလို့ဆိုရင်ဒါတေချာတာကကျွန်တော်တို့အေးစိတ်ထောင်ရောက်မယ်။မန္တလေးမှာရှိရလို့ဆိုရင်အိုးဘူထောင်ရောက်မယ်။အိုးဘူထောင်ရောက်မယ်။အဲ့တော့ကျန်တဲ့နေရာဆိုလဲသူ့ရဲ့ဒီနီးစက်အထောင်တွေရောက်မှာပေါ့ဗျာ။ခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေ။ဖျားဘူးတော်မှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တိုးမှာနှစ်ညသုံးရက်ခီးပြီးပါရှိသေးတယ်။ ဗုဒ္ဓဂါယဆိုခင်ဗျာ15ရက်လောက်ဆိုတော်တော်လေးနှံ့သွားပြီဗုဒ္ဓဂါယတော့ဖူးရင်ဟိုမှာခင်ဗျာနှိမ့်နေချီပြီးအင်းစိတ်ထောင်တော့မှနေရမှာတော့မတူဘူးခင်ဗျာတို့လုံရရင်လည်းလုံတော့အဲ့လိုအခြေအနေရှိတယ်တော့အကြမ်းဖက်အုပ်စုတွေကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်းကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်ခင်ဗျာလှုပ်တယ်ဆိုရင်ဒါကအကြမ်းဖက်ကိုအားပေးအကြမ်းဖက်မှုအကြမ်းဖက်တွေကိုအားပေးအားမြောက်ပြုရရောက်တယ်အကြမ်းဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင် ဟာတာမသိလို့တမီးရမသိဘူးလေတမီးရဒီဥရမသိဘူးတမီးရလည်းဒါလေးတို့တမီးရဒါလေးလုတ်လိုက်တယ်မရပါဘူးမရပါဘူးမရပါဘူးကျော်ဈေးစစ်လို့လည်းမရပါဘူးဥရမှာခင်ဗျားသွားပြီးဈေးစစ်လို့လည်းမရဘူးတရားရုံးသွားပြီးဈေးစစ်လို့လည်းမရဘူးလုံချိုတော့ဖုန်းနဲ့သွားဈေးစစ်လို့လည်းမရဘူးတမီးရမသိလို့အသားမသိလို့မသိလို့လုံးမိတာပါမရပါဘူးဒါကြောင့်ခင်ဗျားတို့အစဉ်ညင်ဖို့ပါစဉ်ညင်ဖို့ပါဘာကြောင့်ဆိုတော့တစ်ဖက်ကလည်းဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလှုပ်ဆောင်နေတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့မတိနာမလဲပဲနဲ့ပါဝင်သွားရင်ခံရမှာကမိမိပါ ထောင်စားလာတွေ့ရမှာခမရရဲ့မိသားစုကထောင်စားလာတွေ့ရမှာဒီပြည်ပေါ်မှာရှိနေအုပ်စုတွေကခမရကိုလာပြီးထောင်စားလဲလာမတွေ့ဘူး။နောက်အင်းစိန်ထောင်လာပြီးတော့ရော့မင်းပန်းစိုးကပါတော့မင်းအတွက်ချက်3500ပေးတယ်မပအောင်တော့မရအောင်တော့ခမရတို့ချက်3500လည်းရမှာမဟုတ်ဘူး။ခမရတို့ထောင်စားလာတွေ့မှာမဟုတ်ဘူး။နောက်မှခံရမှာခမရတို့ရဲ့မိဘတွေတာသမီတွေမိသားစုတွေခံရမှာတရက်တရက်ခမရထောင်စားလာပို့ရဒုက္ခသေးတာမဟုတ်ဘူး။စီဝါကြီးလည်းပြက်တယ်လူမှုကြီးလည်းပြက်တယ်နောက်ဆိုပညာကြီးလည်းပြက်တယ်အလုပ်ကိုင်းလည်းပြက်တယ်အားလုံးပြက်တာ ထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျားတင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျားဟိုဘွယ်လဲပေးတာမဟုတ်ဘူးဘွယ်လဲဘွယ်လဲပေးတာမဟုတ်ခင်ဗျားတို့ဒီပလိုမာလဲပေးတာမဟုတ်ဘူးထောင်ကထောင်ပဲဗျတော့ဒါကြောင့်ကျွန်တော်တို့ကဒီပန်းသပိတ်ထဲမှာမတိလို့ပဲဖြစ်ဖြစ်တိလို့ပဲဖြစ်ဖြစ်မပါဝင်ကြဖို့အတွက်ကျွန်တော်ကဒီတင်ပြပေးတာဖြစ်ပါတယ်ဒါမှမဟုတ်ခင်ဗျားတို့လုံရဲဆိုလုံပေါ်ဗျဒါပဲရှိတာပဲလုံရဲတော့ခံရမှာပေါ့ခံရမှာခင်ဗျားတို့လှုပ်ချင်တယ်ဆိုရင်လည်းပဲဒီမှာသွားမလုံနဲ့ဟိုဘက်အမှရှမ်းမြောက်ဒေသတို့ကသွားလှုပ်အဲဒါဆိုရင်တော့ရတယ်ဒါဆိုရင်တော့ရတယ် ရပြီဆိုတော့ခင်ဗျာဒီပြင်းတို့ဒီဘက်ကိုခင်ဗျာပြောင်းဝင်လာဖို့တော့မကြိုးစားနဲ့အမှုကခင်ဗျာဖွင့်လာပြီဆွေးရလို့မရှိဘူးအဲ့လိုတော့ရှိတယ်ဒါခင်ဗျာလုံရရင်လည်းဆက်လုပ်ကြပါဗျာမလုံရရင်လည်းမလုပ်ကြနဲ့ဒါကကျွန်တော်ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ခင်ဗျာတို့ရဲ့ဒီ ქვენ ဆက် ქვენ ဆက်တွေကိုမျိုးလုံးနဲ့မြင်အောင်ကျွန်တော်တင်ပြပေးတာဒုတိယသင်းမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ပြီးခဲ့တဲ့ဒီအေဗလာ3ရက်4ရက်မှာကျွန်တော်တို့ထိုင်းနိုင်ငံမှာ bench tag အစီအွေကျင်းပါတယ်အဲ့ဒီအစီအွေကိုဒီနိုင်နတ်ဆာကအုတ်ရိုက်သွားတက်တယ်နတ်ဆာကအုတ်ရိုက်တက်တဲ့ခါမှာတက်တဲ့ခါမှာကျွန်တော်တို့အဲ့မှာထိုင်းကိုရောက်နေတဲ့မြန်မာနိုင်ငံသားနှစ်ယောက်ကဆန္ဒပြတယ် ငါစကားဥတော်ဆန္ဒပြတယ်အဲ့ဒီအချိန်တုန်းကလည်းဒီထိုင်းအစိုးရကဒီဒီကျွန်တော်တို့ဒီနတ်စကားဥရရဲ့ဒီထိုင်းနိုင်ငံခီးစင်မှာဒီလိုမျိုးဒီစုဘူးမှုတွေမဖြစ်ဖို့အကြမ်းဖက်မှုတွေမဖြစ်ဖို့အတွက်အကြမ်းဖက်လှုပ်ရှားမှုတွေမဖြစ်ဖို့အတွက်ထိုင်းစွာကလည်းကျွန်တော်တို့ပြင်းပြင်းထန်ထန်ကိုကြကြမာမာလုပ်ခဲ့ပါတယ်။အဲဒီမှာကျွန်တော်တို့မြန်မာနိုင်ငံသားနှစ်ယောက်မြန်မာနိုင်ငံသားနှစ်ယောက်ကမှာဆန္ဒထွက်ပြတယ်ဗျာ။ဆန္ဒထွက်ပြတော့ထိုင်းစွာဖမ်းတယ်။အဲ့တော့ဒီနေ့ဒီထိုင်းမီဒီယာမှာဖော်ပြထားတာကအဲ့ဒီအဲ့ဒီဒီဆန္ဒပြတဲ့မြန်မာနိုင်ငံသားနှစ်ယောက် နှစ်ယောက်ကိုဒီထိုင်းစွာကအမှုခွင့်နှမူနဲ့အမှုဖွင့်လာပါတယ်အဲ့မှာကျွန်တော်တို့ဒီထိုင်းမြန်မာချစ်ချစ်ရေးကိုအနောက်ရှက်ဖြစ်စေမှုပါတယ်ပြီးရင်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်မှုထိုင်းနိုင်ငံထိုင်းနိုင်ငံသားတွေရဲ့ကျွန်တော်ဘေးကင်းလုံခြုံမှုကိုအနေပြုမှုပြီးရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီသူရဲ့ဒီထိုင်းနိုင်ငံကိုနေထိုင်တဲ့ကမှာထိုင်းနိုင်ငံတည်ဆဲဥတွေကိုစတင်မှုစသဖြင့်အားလုံးကျွန်တော်အမှုခွနမှုနဲ့အမှုဖွင့်လာတယ်အမှုဖွင့်လာတယ်လူသားနှစ်ယောက်လက်ရှိကနောက်ဆုံးဖိုင်နဲ့ရောက်သွားပြီနောက်ဆုံးဖိုင်နဲ့ရောက်သွားပြီနောက်ဆုံးဖိုင်နဲ့ရောက်တော့သူကဘာဆက်ဖြစ်လဲဆိုတော့ဒီ ဒီကျွန်တော်တို့အဲဆန္ဒပြတယ်မှာဆန္ဒပြခဲ့တဲ့အမျိုးသားနှစ်ယောက်ပေါ့မြန်မာနိုင်ငံသားနှစ်ယောက်ကိုမြန်မာနိုင်ငံသားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဒီထိုင်းဆိုကသူ့ရဲ့သူ့ရဲ့ဒီ passport လည်းတင်လိုက်တယ် passport တင်လိုက်တယ်အထောက်ထားတင်လိုက်တယ်ပြီးရင်သူ့ကိုထိုင်းနိုင်ငံကပြည်ဝင်ခွင့်ကို blacklist တင်လိုက်ပြီ blacklist ထည့်လိုက်ပြီ blacklist ထည့်တော့အဲဒီနှစ်ယောက်ကကျွန်တော်တို့ဒီထိုင်းထဲမှာနေလို့မရတော့ဘူးနေလို့မရတော့သူတို့ကသူတို့ကပြေးကြနေရလည်းမရှိတော့ဘူးပြေးကြနေရမှာရှိတော့ပြေးကြနေရမှာရှိတော့ဖြစ်နိုင်ခြေကနံပါတ်1ဖြစ်နိုင်ခြေကတို့ဒီကနေပြီးတော့ ်နိုင်ငံတကာဖွဲ့စည်းတဲ့ချိတ်ဆက်ပြီးတော့အခြားသောတတိယနိုင်ငံသူတို့သွားသွားခွင့်ရမလားဥပမာကျွန်တော်တို့အဲ့မှာရှိတဲ့ဒီနိုင်ငံတကာအေဂျင့်တွေနဲ့ချိတ်ဆက်ပြီးတော့ဂျပန်တို့ဂျပန်ကိုသွားခိုးလုံခွင့်ရမလားကိုရီးယားကိုသွားခိုးလုံခွင့်ရမလားဩစတြေးလျကိုသွားခိုးလုံခွင့်ရမလားဒါမှမဟုတ်အမေရိကန်တော့မရအောင်အမေရိကန်တော့မရအောင်အခြားသောနိုင်ငံတွေလည်းကျွန်တော်တို့ပိတ်ထားတယ်တတော်လေးတော့ကျွန်တော်တို့ဖြစ်နိုင်ရည်တော်တော်နည်းသွားပြီဒီအခြားနိုင်ငံမှာတို့ဒီတတိယနိုင်ငံမှာတို့ဒီနိုင်ငံရေးခိုးလုံခွင့်နဲ့ပတ်သက်ပြီးတော့ ဟိုကျန်တဲ့နိုင်ငံတွေကလည်းမြန်မာနိုင်ငံသားဆိုလက်မခံတော့ဘူး။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံသားတွေဒီရောက်တဲ့နေရာမှာကဒီလိုပြဿနာရှိတာပေါ့။ဒီနိုင်ငံရေးအမိကအကြမ်းမဖက်ဖြစ်နေတာပေါ့။ဒါကြောင့်လည်းပြီးခဲ့တဲ့ရက်ကဒီကိုရီးယားတောင်ကိုရီးယားနိုင်ငံမှာဒီတောင်ကိုရီးယားအစိုးရကနေပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီမြန်မာဒုက္ခသည်40ကိုသူတို့ကနကူးအနေနဲ့ဒါနေရာချပေးဖို့သူတို့စီစဉ်ခဲ့တယ်။စီစဉ်ခဲ့တယ်။အဲ့ဒီသူတို့ရဲ့ဒီတောင်ကိုရီးယားမှာတောင်ကိုရီးယားမှာရှိတဲ့ဒီခြေလက်မှာပေါ့။အဲ့မှာလူကြီးရွှေပြောင်းမှုတွေကြောင့်ဒီလူကြီးတွေကတော်တော်လေး ရော့ကြောက်啊တိတ်မရှိတော့လူမနေတိုင်းနဲ့မြို့ရော့ကြည့်ရလို့ဖြစ်သွားပါဘူးကြည့်ရလို့ဖြစ်တော့ဒီမှာတို့ကဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့ဒုက္ခတဲ့အမိခံအကြံဘတ်တွေပေါ့ဗျာထားပါဆိုအဲ့ဒီလူတွေအယောက်40ယောက်တို့ကနအူးနေနဲ့ဒီတောင်ကိုရီးယားနိုင်ငံမှာတို့ကနေရာချပေးမယ်ဒီလူတွေကနေမှုတိုင်မှုတွေ okay တယ်ဆိုရင်နောက်အမှထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြန်မာနိုင်ငံသားတွေဆက်ခေါ်မယ်လို့တို့ပထမယာထားခဲ့တယ်ရထားခဲ့တော့လည်းပဲဒီထိုင်းဒီကိုရီးယားအစိုးရရဲ့ရထားချက်ကိုဒီကိုရီးယားမှာရှိတဲ့ပြည်သူတွေကဒီမှာရှိတဲ့ဒီ ဒုက္ခတဲ့အမေရိကန်မြန်မာနိုင်ငံသားတွေအကြမ်းဖက်အဖွဲ့တွေရောက်လာမယ်ဆိုရင်ဒီကိုရီးယားနိုင်ငံရဲ့ကိုရီးယားမှာရှိတဲ့ဒီသူတို့နဲ့ရှင်တွဲနေထိုင်မဲ့ကိုရီးယားနိုင်ငံသားတွေရဲ့ဒီတရားဥပဒေစိုးမိုးကြီးခြေချောက်နိုင်တယ်ပြီးရင်သူတို့ရဲ့လူနေမှုပုံစံကိုခြေချောက်နိုင်မယ်ပြီးရင်ကျွန်တော်တို့အကြမ်းဖက်မှုတွေဖြစ်လာနိုင်တယ်ပေါ့ဗျာဖြစ်လာနိုင်တဲ့အတွက်မခေါ်ဖို့ဆိုပြီးတော့ဒီဒေသခံတွေကနေပြီးတော့တောင်ကိုရီးယားအစိုးရကိုကျွန်တော်တို့ဒီတောင်းဆိုတဲ့အခါမှာတောင်ကိုရီးယားအစိုးရကလည်းအဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နိုင်ငံရဲ့အမေရိကန်အကြမ်းဖက်အဖွဲ့အကြမ်းဖက်အဖွဲ့ဝင်40ကိုခေါ်ဖို့အတွက်ကဲဆယ်လုပ်လိုက်တယ် ယ်ဆယ်လုပ်လိုက်တယ်အဲ့တော့ဒီ NASA ကဩဝါဒကိုဆန္ဒပြတဲ့အမျိုးသားနှစ်ယောက်ပေါ့အဲ့အမျိုးသားနှစ်ယောက်ကဒီထိုင်းနိုင်ငံကလည်းသူ့နိုင်ငံတကိုလက်ရှိဒီ passport တွေတင်လိုက်ပြီသူ့ blacklist တွေထည့်လိုက်ပြီ blacklist ထည့်လိုက်ပြီဆိုတော့နံပါတ်၁ဆက်ကသူကဒီအခြားသောတတိယနိုင်ငံကိုသွားခွင့်ကလည်းအလားလာမရှိတော့ဘူးအလားလာမရှိတော့ဖြစ်နိုင်ခြေကသူ့အနေနဲ့ဒါဒီထိုင်းဆိုကနေပြီးတော့ G2G မြန်မာနိုင်ငံအစိုးရကိုပြန်လွှဲမလားတနည်းအားဖြင့်ခင်ဗျားတို့နားလည်အောင်ပြော NASA ကအစိုးရကိုပြန်လွှဲမလား NASA ကအစိုးရကိုပြန်လွှဲပြီဆိုရင်တော့လှပြီပေါ့ဗျာခင်ဗျားတို့အင်းစိန်ထောင်လားအိုးဘိုထောင်လားနေတော့နေတော့နေတော့အဲ့လိုလည်းဖြစ်နိုင်တယ် ရရှိရတော့ဖြစ်နိုင်ကြီးကဒီဒီ NASA ကအစိုးရကိုပြန်လွှဲဖို့ညားတယ်လို့ကျွန်တော်တို့ဒီထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေအရေးကိုဆောင်ရွက်နေတဲ့သူတွေအဲ့လိုပြောတယ်အဲ့လိုပြောတဲ့အခါကျကျွန်တော်စဉ်းစားတယ်ပြီးခဲ့ရက်ကဒီ NUG ရဲ့ဒီပြောရေးဆိုခွင့်ခံဆိုသူရောဗျာဟောက်ဒီဟောင်ခွင့်ရပေါ့နောက်ခွင့်ရနေဖုံးလက်ကသူကဘာအရေးဘာပြောလဲဆိုတော့ခက်တိတယ်ခင်ဗျားလည်းတွေ့ရမှာပေါ့အမေရိကမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေအနေနဲ့တစုံတရာပြဿနာရှိပါက NUG ကိုအကူအညီတောင်းခံနိုင်ပါတယ်လို့သူကဩခဲ့တယ် ဲ့တော့ဒီအမျိုးသားတွေကိုကျွန်တော်အကြံပေးချင်တာကမင်းတို့ရဲ့ဒီလွတ်မြောက်ရလမ်းကြောင်းအနေနဲ့နေပုံးလက်မဲဆောက်မှာရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီမဲဆောက်မှာဒီ NUG အုပ်စုတွေရဲ့ agent တွေရှိတယ်။အဲ့မှာတော့အကူအညီတောင်းအကူအညီတောင်းပြီးတော့ဘယ်နိုင်ငံပို့ပြီးပါဘောဒါလို့အကာအဝေးပဲတောင်းတောင်းကြည့်လိုက်။သူတို့လုံနိုင်မလုံနိုင်ဘောဗျာမလုံနိုင်မလုံနိုင်ဘောအဲ့တော့တနည်းအားဖြင့်ဒီသတင်းပြချောင်းမယ်ဆိုတော့နာနာစကဥက္ကရာရဲ့ဒီကျွန်တော် April 3ရက်4ရက် ထိုင်းနိုင်ငံမှာကျင်းပတဲ့ Benchtop အစည်းအဝေးမှာနာဆကအစိုးရနာဆကဥက္ကဋ္ဌတော်တက်တယ်။တော်တက်တဲ့ခါမှာကျွန်တော်တို့မြန်မာနိုင်ငံသားနှစ်ယောက်ကအဲ့မှာဆန္ဒပြတယ်။ဆန္ဒပြရတဲ့ထိုင်းစိုးကဖမ်းတယ်။နောက်ဆုံးမှာအဲ့ဒီနောက်ကိုကျွန်တော်တို့ဒီ passport တွေတင်လာတယ်။အမှုတွေအားလုံးကိုစစ်ဆေးပြသွားပြီ။စစ်ဆေးပြီးတဲ့ခါမှာဒီနောက်ကိုကျွန်တော်တို့ဒီထိုင်းနိုင်ငံနဲ့ဝင်ခွင့်ပိတ်လိုက်ပြီ။ပိတ်လိုက်ပြီးတော့ဒါဒီနောက်ဆုံး final ကဒီနှစ်ယောက်ကိုမြန်မာနိုင်ငံကိုပြန်လွှဲမှာလား။လွှဲပေါ်တော့မြန်မာနိုင်ငံပြန်လွှဲဖို့ရှိသွားပြီ။ဒီတစ်ပတ်မှရှိရဒီတတိယနိုင်ငံကိုသူကသွားခွင့်မရတော့ဘူးဆိုရင်အဲ့ဒီနှစ်ယောက်ကမြန်မာနိုင်ငံဘက်ကိုပြန်လွှဲဖို့ဖြစ်သွားပြီပြန်လွှဲမယ်ဆိုရင်တော့ လှတာပေါ့ဗျာနော်စိုက်ကြည့်ကြတာပေါ့နောက်ထပ်ဇင်းဝင်ဆက်ပြီးတပြပေးချင်ပါတယ်ဒါကတော့ဒီပညာရေးဝန်ထမ်းနေနိုင်ငံဝန်ထမ်းနေတပ်ပြတ်ခံရမှုနေပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးဆက်လိုက်တောင်းဝန်ခံမှာကအောင်ကြည်ညွတ်ပါအောင်ကြည်ညွတ်မျိုးဆက်လိုက်တောင်းဝန်ခံမဲ့အချင်းတွေပါဘာကြောင့်ကျွန်တော်တို့ကဒီလိုအချင်းတွေကိုအောင်ကြည်ညွတ်ကိုထုတ်ပြီးပြောရလဲဆိုရင်ဇွန်လ13ရက်နေ့ကအောင်ကြည်ညွတ်ဥဆောင်တဲ့ဒီပြည်ပြေအုပ်စုကနေပြီးတော့သူတို့ဒီ CRPH ပေါ့ဗျာအောင်ကြည်ညွတ်က CRPH ဥက္ကဋ္ဌသူကအဲ့မှာဒီစာမျက်နှာ17မျက်နှာပါတယ်သူတို့ရဲ့ဥတွေပေါ့ဗျာဥတွေထုတ်ပြန်လိုက်တယ်ပေါ့နိုင်ငံဝန်ထမ်းဥတွေဆိုပြီးတော့အပြည့်စုံနေတဲ့အကြမ်းအကြမ်းမဖက် အနာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဦးတွေဆိုပြီးတော့သူကထုတ်ပြန်လိုက်တယ်အဲ့မှာကျွန်တော်တို့စာရွက်ပေါင်း၁၁ရက်ပါတယ်အဲ့ဒီ၁၁ရက်ထဲမှာသူကဒီ CDM မလုပ်တဲ့နိုင်ငံဝန်ထမ်းတွေကိုသူအရေးယူမှာပေါ့အရေးယူဖို့ပါလာတယ်အဲ့လိုပါလာတော့အရေးယူပါလာဆိုတော့ဗျာဒီနိုင်ငံဝန်ထမ်းနဲ့ပတ်သက်ရင်မင်းတို့တက်လို့ရပြီတက်ကြလို့သူကပြောတာပြောတဲ့သဘောဖြစ်တာပေါ့အဲ့ဒီရဲ့ရှေ့မှာလဲကျွန်တော်တို့ဒီလိုမျိုးအောင်ကျင်းကျိုးကတရားဝင်အန်ယူဂျီအုပ်စုတွေကတရားဝင်မထုတ်ပြန်မီကာလမှာလဲ တန်ဃာတော်တွေတက်ပြတ်ခံရတယ်ပြီးတော့ကျွန်တော်တို့ဆရာဆရာမတွေအားလုံးကျွန်တော်တရားပတ်လဲတရားခက်တရားခက်ကျွန်တော်တက်ပြတ်ခံရတာပြီးဖြစ်တယ်ပြီးတော့ကျွန်တော်အခြားသောနိုင်ငံဝန်ထမ်းတွေများစွာလည်းတက်ပြတ်ခံရတယ်ပြည်သူတွေလည်းတက်ပြတ်ခံရတယ်အဲ့တော့ဒီဟာကိုတက်ပြတ်မှုက NUG ကခွင့်ပြုတယ်လို့တက်ရောက်တာပေါ့ပထမတော့ NUG ကဒါသူတို့အာသူတို့ခွင့်မပြုပါအောင်ဒါအောက်ခြေလောက်တာပါသာသူတို့မျက်နှာလွှဲနေခဲ့တယ်ပေါ့ဒီ73ရက်နေ့မှာတော့အောင်ကျင်းကျွန်းကဒါသူတို့တရားဝင်ထုတ်ပြန်လိုက်တာပေါ့တရားဝင်ထုတ်ပြန်လိုက်တာပေါ့အောင်ကျင်းကျွန်းဆိုတာလည်း NLD ပါတီရဲ့စီးစီးအဖွဲ့ဝင်သူကထုတ်ပြန်လိုက်တာ အဲ့တော့အချက်ကဆက်တဲ့ချက်ပါတယ်သူရဲ့ခေါင်းစဉ်ကအချက်မဖက်အာနာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဆိုပြီးတော့ဥပဒေဥပဒေပြဋ္ဌာန်းပေါ့ဗျာဆက်တဲ့မြင်တာအဲ့တော့အဲ့မှာကျွန်တော်တို့ဒီနိုင်ငံဝန်ထမ်းတွေသူတတ်ဖြတ်ဖို့တဲ့ပါလာတာပေါ့အဲ့တော့အောင်ကြည်ညွန့်ရဲ့ရုပ်ကိုကျွန်တော်ပြမယ်ဗျာဒါကကျွန်တော်အောင်ကြည်ညွန့်အဲ့တော့အောင်ကြည်ညွန့်ရဲ့ခမရရုပ်စင်းအင်္ဂါကိုကြီးလိုက်လူရုပ်ပေါက်နေလားတရိတ်ဆိုင်ကိုပေါက်နေလားဒီမှာအောင်ကြည်ညွန့်ရဲ့ရုပ်အောင်ကြည်ညွန့်ရဲ့ရုပ်ကခမရလူရုပ်မပေါက်ဘူးတရိတ်ဆိုင်ကိုပေါက်နေခမရတို့ဘယ်လိုမြင်လဲမသိဘူးကျွန်တော်ကြည့်လာတော့အောင်ကြည်ညွန့်ရုပ်ကလူရုပ်မပေါက်ဘူး ဒီဘွားမှာတော့လူယုံမပေါက်တဲ့မျက်နာကခင်ဗျအဲ့မှာလူပေါင်းများစွာတတ်ဖို့အတွက်သူလှုပ်ဆောင်နေတယ်ကျွန်တော်တို့ကရှင်းတယ်ဒီနိုင်ငံဝန်ထမ်းဆရာဆရာမတယောက်တက်ပြတ်ခံရတိုင်းတက်ပြတ်ခံရတိုင်းမှာမျိုးဆက်လိုက်တောင်းဝန်ခံမှာအောင်ကျင်ညိုရဲ့မျိုးဆက်တွေအောင်ကျင်ညိုရဲ့ဆွေမျိုးတွေမြန်မာနိုင်ငံထဲမှာရှိရယ်ပြီးအောင်ကျင်ညိုရဲ့မျိုးတွေကျွန်တော်မြန်မာနိုင်ငံပြန်လာသူတို့ရဲ့အုပ်စုတွေအတိုက်တွေဒီလိုပြန်လာကြအောင်ပါပါအဲ့တော့မျိုးဆက်လိုက်တောင်းဝန်ခံမှာအောင်ကျင်ညိုဒီလက်ရှိဘဝမှာတော့လူယုံမပေါ်ဘူးခင်ဗျသိချာကြည့်လိုက်ဘာယုံနဲ့တူလဲတရိစ္ဆာန်တကောင်ယုံနဲ့တူလဲ ဘာရုပ်လဲဆိုတော့လက်လက်ရုပ်တဲ့တူတယ်ဒါကအောင်ကျင်ကျုံရဲ့ရုပ်ဒီမှာဒါကကျွန်တော်ခင်ဗျားတို့ပြောချင်တယ်လက်လက်ရုပ်ဒီမှာလေအောင်ကျင်ကျုံရဲ့ရုပ်နဲ့လက်ရုပ်နဲ့ဘယ်လောက်တူဆင်တာလဲဒီမှာကြည့်လိုက်ဒါအောင်ကျင်ကျုံရဲ့ရုပ်ရဲ့လက်ရုပ်ရဲ့တော့လက်တော်မှာဒီလက်ကကျွန်တော်တို့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံအောက်ပိုင်းဒေသမှာမွေးတဲ့သူဆိုတော့ကျွန်တော်တို့ရဲ့အောက်ပိုင်းဒေသမှာလက်ကနှမျိုးရှိတယ်ဈေးလျှော့ရှိတယ်စောက်လက်ရှိတယ်မျိုးရင်းနဲ့မြန်မာမျိုးရင်းနဲ့အဲ့တော့ ကျွန်တော်ဒေတာမှာတော့အရင်တော့ဒီလိတ်တွေအတွက်ချက်စားကြတယ်ပေါ့လက်ရှိတော့ကျွန်တော်ချက်မစားကြပါအောင်နည်းနည်းလေးအသိဉာဏ်တွေပွင့်လာတော့အဲ့ဒီလိတ်တွေလွတ်ပေးကြတယ်စောက်လေးရှိတယ်ဈေးလျှော့ရှိတယ်အဲ့တော့အောင်ဂျင်တို့ရဲ့ညို့ရဲ့ရုပ်ကဘာနဲ့တူလဲဆိုတော့ဒီစောက်လေးနဲ့သွားတူတယ်ကြည့်လိုက်ဒီဘွားမှာကျွန်တော်ရုပ်တော်မှာဒီလောက်တော့အကျင့်မကောင်းတော့ခင်ဗျရုပ်တော်မှာခင်ဗျလက်ရုပ်ပေါင်နေအကြီးလက်တော်မှာခင်ဗျဈေးလျှော့မဟုတ်စောက်လေးရုပ်ပေါင်နေတာအဲ့တော့ကျွန်တော်တို့ကဒီလက်ရှိအောင်ဂျင်ညို့ဘယ်လောက်ရုပ်မှလဲဆိုရင်လက်ရှိအသက်ရှင်တော်မှာသူ့ရုပ်ကလူရုပ်မပေါ့လက်ရုပ်ပေါ့လေ လက်ရောင်မှာကျွန်တော်တို့မြန်မာမျိုးဝေးဖြစ်တဲ့အကမဲ့ကျဲလိတ်တို့ဘာလို့အခြားလိတ်တွေရှိတယ်ဒါအကျဲလိတ်ဒီမြန်မာနိုင်ငံအလဲပိုင်းမှာရှိတဲ့လိတ်တွေအထက်ပိုင်းမှာရှိတဲ့လိတ်တွေကျွန်တော်တို့အောက် အောက်ပိုင်းမှာကြီးပြင်းလာတဲ့သူတော့ဒီကျွန်တော်တို့အောက်ပိုင်းမှာဒီစောက်လိတ်နဲ့ဇင်ချောနှမျိုးပဲရှိတယ်အောက်ကြီးကြီးရုပ်ကစောက်လိတ်နဲ့တူတယ်စောက်လိတ်အောင်ကြီးညွန့်ပေါ့ဗျာအဲ့တော့ဒီနိုင်ငံဝန်ထမ်းတွေတယောက်တက်ပြက်ခိုင်တယ်တက်ပြက်ခိုင်တယ်မှာဒီစောက်လိုက်အောင်ကြီးညွန့်အုပ်စုလက်ကင်တို့တစုနဲ့ကျွန်တော်တို့သူရဲ့မျိုးဆက်လိုက်တောင်းခံမှာဖြစ်တယ် ဒီ CRPA ရဲ့ဒီခင်ဗျာပေ့ကိုတက်ကြည့်လိုက်သူတို့ဟိုအထုတ်ပြန်တယ်ဒီအထုတ်ပြန်တယ်ဟောဗျာအဲ့ဒီထဲမှာတက်ကြည့်လိုက်ခင်ဗျာသူတို့ရဲ့ဒီ zone meeting ပေါ့ zone meeting မှာအကွက်လေးလိုက်ကြည့်လိုက်အကွက်ကခင်ဗျာ15ရောက်တော့မပြည့်ဘူးသူတို့ကအကြီးကျယ်နေတာဗာကြီးညာကြီးရှောက်ပြောတာအဲ့မှာသူတို့ရဲ့လက်ကင်တော့15ရောက်တော့မရှိဘူး15ရောက်တော့မရှိဘူးအဲ့တော့ရခိုင်အန်အန်အန်ယူဂျီအုပ်စုတွေကဗျာဒီနိုင်ငံဝန်တွေတက်ပြတ်ခိုင်းသူတို့လောက်တာမဟုတ်ဆိုနည်းနည်းမျက်နှာမျက်နှာလွှဲနေကြတယ်ရှေ့မှာလည်းနိုင်ငံဝန်တွေနဲ့အားလုံးကဗျာဆရာဆရာမတွေအားလုံး100ပတ်လေ100အောက်တက်ပြတ်ခိုင်းထားကြပါဘူးဒီညမှာထိခိုက်တဲ့အရာရှိတာလေးရှိတယ် ထိခိုက်တဲ့အသေးစားတဲ့အကြီးစားကြီးရှိတယ်။အကြီးစားရှိအနည်းစားဆုံးကျွန်တော်တို့ပြီးခဲ့ရက်ကညောင်ဦးမှာဆရာဆရာမတွေတပ်ဖြတ်ခဲ့ဆရာဆရာမလင်မြန်းတွေတပ်ဖြတ်ခံရတယ်။ဒီຢာတွေအားလုံးကကျွန်တော်တို့ NLD ပါတီတောင်းခံမယ်။ဘာကြောင့်လဲဆိုတော့ဒီလက်ရှိအကြမ်းဖက်မှုကိုလုပ်နေတာက NLD ပါတီရဲ့စီးစီအဖွဲ့ဝင်တွေလုပ်နေတာ။စီးစီအဖွဲ့ဆိုတာဒီနိုင်ငံရေးပါတီတခုရဲ့တကယ်ကျွန်တော်အုပ်အုပ်တောင်အုပ်ဆောင်ခေါ်တာပေါ့။ဒီဒီဒီကျွန်တော်တို့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ခေါ်တာပေါ့။သူသူတို့ကမှအဲ့တော့ ဒီလိုမျိုးဒီနိုင်ငံဝန်ထမ်းတွေတယောက်တက်ဖြတ်ခံရတက်ဖြတ်ခံရမှာ NLD ပါတီတောင်းခံရမယ်ပြီးွားရင်ဒီဟာဖြစ်လာဖို့အတွက်နောက်ကနေပံ့ပိုးပေးတဲ့အုပ်စုတွေတောင်းခံရမယ်တနည်းအားဖြင့်စောက်လက်အောင်ကြီးညွန့်အုပ်စုတွေတောင်းခံရမယ်တောင်းခံရမယ်အဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးကျွန်တော်ဘာလို့ဆက်ပြမလဲကျွန်တော်ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်အဲ့တော့ပညာရေးဝန်ထမ်းတွေတယောက်တက်ဖြတ်ခံရတက်ဖြတ်ခံရမှာစောက်လက်အောင်ကြီးညွန့်နဲ့သူ့ရဲ့အပေါင်းပါတောင်းခံရမှာဖြစ်ပါတယ်အဲ့တော့ဗျာကျွန်တော်ဒီနေရာမှာတခုလေးစဉ်းစားမိတာဒီလက်ရှိ ပြီးခဲ့ရက်ကဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒီတရားမဝင်ဆိုင်ငယ်တွေကားတွေနဲ့ပတ်သက်ပြီးတော့ဒါအရေးကြီးဖို့ဆိုပြီးတော့ဒါကျွန်တော်အမိန့်ထုတ်လိုက်တယ်ပေါ့အစည်းအဝေးမှာကျွန်တော်နှုတ်မိတ်ပေါ့အဲ့ဒီနှုတ်မိတ်ကိုကြည့်ပြီးတော့ကျွန်တော်အောက်ချင်းမှာကြီးတိုင်းဆိုင်ပြီးနဲ့အဆိုအဖွဲ့တွေကတော်တော်လေးအကောင်ထက်ပေါ်တယ်နောက်ဆုံးမြန်ကျွန်တော်ဘယ်လောက်သိရလဲဆိုရင်ဒါတချို့အခြေရွာတွေပဲဆင်းပြီးတော့ကျွန်တော်အိမ်ထဲကဆိုင်ငယ်တွေတောင်ကျွန်တော်တို့ဝင်ပြီးတော့ဒါဆိုင်ငယ်ဝတ်တောက်တွေဆိုရင်ဒါဖမ်းတယ်လို့တော့သိရတယ်အဲ့လိုမျိုးဒီအကြံဘတ်တွေကိုလည်းဒီဒီအကြံဘတ်တွေကိုလည်းဒီတိုင်းဆိုင်ပြည်နယ်အစိုးရဖွဲ့တွေသက်ဆိုင်ရာနေမြေတွေမှာ အကျမ်းပတ်တွေကိုဒီဆိုင်ကယ်တွေကားတွေနီးတူမြေလန်ရှာရင်အဲ့အကျမ်းပတ်သမားတွေခင်ဗျာတုံးတွေတွင်ခင်ဗျာမျိုးချင်မကတ်ရဲဘူးတုံးတွေတွင်မျိုးချင်မကတ်ရဲဘူးအဲ့ဒီလိုလုတ်ပေးစီချင်ပါတယ်ကျွန်တော်တို့လက်ရှိဒီတိုင်းမြပြည်နယ်အစိုးရဖွဲ့အနေနဲ့လည်းပဲဒီကျော်တရားဝင်တရားဝင်ဆိုင်ကယ်တွေကားတွေဖမ်းတယ်လို့မျိုးပဲအကျမ်းပတ်သမားတွေရက်ကွာလိုက်ပိုက်စိတ်ချက်ရှာအဲ့ဒီစစ်လုံးလို့ကတော့တုံးတွေတောင်မရှာဘူးအဲ့ကောင်တွေပျောက်တယ်ပျောက်ပြီးတော့တောဘက်ကိုပြန်ဆင်းတယ်တောဘက်ကိုယူကြီးစွာရှိမှမဟုတ်တော့ဘူး အဲ့ဒီလိုမျိုးလည်းကျွန်တော်ဖြည့်စေချင်ပါတယ်အကြံဖတ်သမားတွေကိုဒီကျွန်တော်တို့တရားဝင်ဆိုင်ကလေးနှိမ့်နှင်းတို့ပဲတက်ဆိုင်ရာတိုင်းဆိုင်ပြည်နယ်အစိုးရအဖွဲ့တွေကနှိမ့်နှင်းပေးဖို့အတွက်ကျွန်တော်ဒီထဲမှာထည့်ပြီးတော့ဒါထည့်ပြီးတော့ကျွန်တော်တင်ပြလိုပါတယ်နောက်ဆုံးသေးကိုဆက်ပြီးတင်ပြပေးချင်ပါတယ်လက်ရှိလက်ရှိကျွန်တော်တို့ဒီတိုက်ပွဲတွေပြင်းထန်နေနေရတာကတော့ဒီဗမော်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်ပြီးတော့ကျွန်တော်ကြောက်ဖြူမှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်ပြီးရင်ကျွန်တော်တို့အဲရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အရာဝတိုင်းရဲ့အဆက်အရာဝတိတိုင်းရဲ့ဒီအခြေနှမ်းမှာဒီတိုက်ပွဲတွေပြင်းထန်နေတယ်ဖြစ်တယ်တိုက်ပွဲတွေပြင်းထန်နေတယ်ပြီးတော့ကျွန်တော်တို့ဒီ ဒီကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ကယားပြည်နယ်အစပ်မိုးပြက်ဘက်မှာလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်။မိုးပြက်မှာတော့တပ်မတော်ကနယ်မြေအများစုကိုထိန်းချုပ်ထားပြီးသားဖြစ်တယ်။ကြောက်ပြူမှာတော့ကျွန်တော်တိုက်ပွဲတွေတော့ပြင်းထန်နေတယ်။နောက်ထပ်တနေရာတော့ကျွန်တော်တို့ဒီစကိုင်းဒေသကြီးကန်တောက်ကန်တောက်နယ်မြေရဲစခန်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်။ညကညကတနအီလောက်ကဒီကန်တောက်နယ်မြေရဲစခန်းကိုအကြမ်းဖက်သမားတွေဝင်လုံးတယ်လို့ပြောတယ်။အဲ့တော့ဒီကန်တောက်နယ်မြေရဲစခန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်မျက်ချင်မပြတ်ဆောင်ကြည့်ဖို့လိုတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒါကကျွန်တော်တို့ဒီလိုအရေးကြီးတဲ့နေရာတွေတင်ပြရတာကတိုက်ပွဲတွေပြင်းထန်လို့ကျွန်တော်တင်ပြရတာ။ ကန်းတော့နေပြီးရဲစခန်းကိုအကြမ်းဖက်သမားတွေညတနေ့လောက်ကဝင်ပြီးတော့အလုံးကြီးနဲ့ဝင်တိုက်တယ်နောက်ပိုင်းမှပြန်လည်ကြသွားတယ်ပေါ့အဲ့တော့ကန်းတော့နေပြီးရဲစခန်းနဲ့ပတ်သက်ရင်တော့အကြမ်းဖက်သမားတွေတိုက်လာကကျွန်တော်တို့ဒီဇွန်လ2ရက်နေ့ကနေစတိုက်လာယနေ့ထိတိုက်ပွဲတွေကတော်တော်လေးရှာနေပြီအဲ့တော့ဒါလေးတော့ကျွန်တော်တို့မျက်ရှင်မပြတ်ကြည့်ပေးကြဖို့ဒီထဲမှာထည့်ပြီးတင်ပြပေးချင်ပါတယ်တချို့တော့ကျွန်တော်တို့ဒီကချင်ပြည်နယ်ဖားကမ်းမှာလည်းတိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်။လက်ရှိတပ်မတော်ကတော့နေပြည်တော်ရှေ့လုံးမှုတွေတောင်လျှောက်လုပ်နေတယ် ရှင်းစရာရှိရရှင်းပါအလုပ်စရာရှိရလဲပါတပ်မတော်သားတွေကဒီအကြပ်ဖတ်တရားကိုရှင်းနေရှင်းနေမှာဒါကကျွန်တော်တိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းအတွက်ကျွန်တော်တို့ဒါတည်ဆောက်တာပဲ KIA ဘလောက်ရုံးပါလဲဆိုရင်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်းမှာရှိတဲ့တုတ်တန်မြေတုတ်တန်မြေကို KIA အုပ်စုတွေရောင်းစားပြီးအင်အားကွက်ဖြစ်အင်အားကွက်ရောင်းစားတယ်အင်အားကွက်ရောင်းစားတယ်ပြီးရင်လုံခင်းဆေးရုံကိုကျွန်တော်တို့ဖြိုတယ်ဖြိုပြီးတော့အဲ့မှာအင်အားကွက်တွေလုတ်တယ်ကျွန်တော်ဒီမှာပြောချင်တာကတုတ်တန်မြေကိုဝယ်တဲ့ KIA နဲ့အပေါင်းပါတယ်ခင်ဗျားတို့မြေလန်ချင်းခံရမှာ ပြီးွားရင်ကျွန်တော်တို့ဒီဆေးဟုံမြေကိုအင်ယာကွာအင်ယာကွာတမဝယ်ယူရတဲ့သူတွေမြေလမ်းချင်းခံရလိမ့်မယ်ပြီးွားကမှတောက်အမှကျွန်တော်တို့ဒီမန္တလေးမှာမန္တလေးမှာကျွန်တော်ဖားဒီမန္တလေးမှာဒီဖားကန်းက KIA ရဲ့ဒီထောက်ဖို့တွေမန္တလေးကိုရောက်နေတယ်ရောက်နေရရှိတယ်ကျွန်တော် ပြီးမှနောက်နေ့မှကျွန်တော်အမီစင်းနဲ့ကျွန်တော်တေချာလေးတင်ကြမယ်ကျွန်တော်ရတဲ့အချက်လက်တွေကျွန်တော်စုနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖားကန်းမှာလည်းကျွန်တော်တို့ရဲ့မိတ်ဆွေတွေများစွာရှိတယ် ကျွန်တော်တို့ကအရင်တော့ကဒီလိုပုတ်ကိုရေးဆိုင်ရာကိစ္စရေးတွေကျွန်တော်သိမပြောဘူးဗျမပြောဘဲနဲ့ကျွန်တော်သတင်းဖြစ်စင်အောင်ပဲပြောတယ်ဒါပေမဲ့ကျွန်တော်တိုင်းပြည်မြင်တာကြီးတဲ့အခါမှာတော့ဖားကန်းမှာကျွန်တော်တို့ဒီ KI ရဲ့လက်ကင်ဒုံနာမည်တွေနာမည်တွေကျွန်တော်ပြောမှရမယ်ကျွန်တော်ပြောရမယ်အဲ့ဒီအုပ်စုတွေကဟာလာဟိုကျွန်တော်တို့ဒီမန္တလေးမှာလာပြီးတော့အိမ်တွေပါတွေဝယ်ပြီးတော့နေကြပြုကြတွေရှိတယ်ကျွန်တော်တို့ဒါတွေပြောရမယ်ဘာကြောင့်လဲဆိုခင်ဗျားတို့ထောက်ပံ့ခဲ့တာလေခင်ဗျားတို့လုပ်ခဲ့တာလုပ်ခဲ့တာ အဲ့ဒီမှာကျွန်တော်တို့ဒီ KI ကဒီ KI အဖွဲ့တွေကဒီမှာတုတ်တန်ဒါကကျွန်တော်တို့တုတ်တန်တုတ်တန်ဟောဗျာအဲ့မှာမြေကြီးတွေဖြိုပြီးတော့အင်အားကွာရိုက်တာဒီမှာကဒီမှာဒီမှာဒီမှာတာပေါ်လင်းနဲ့ပတ်ထားတဲ့ဟာလေအဲ့ဒါအလောင်းနေအဲ့ဒီအလောင်းနေတုတ်တန်မြေကို KI ကနေပြီးတော့အင်အားကွာရောက်အင်အားကွာတွေဖော်ပြီးတော့ရောင်းစားနေတာဒီမှာဒီဟာတွေကအလောင်းနေဘလောက်ယုံပါလဲအဲ့တော့အဲ့ဒီနေရာမှာဝယ်တဲ့သူတွေအားလုံးဝယ်တဲ့သူတွေအားလုံးရှင်းပါပါကချင်ပြည်နယ်အစိုးရဘက်ကရှင်းမယ်ဒီဖားကမှာကျလုံယူတက်ဘက်ကနေရှင်းမယ် ဒါကကျွန်တော်တို့နိုင်ငံတော်ပိုင်တဲ့မြေအများပြည်သူပိုင်တဲ့မြေဒီနေရာကတော့ကျွန်တော်ဖားကန်းရဲ့ဆေးရုံအော်ဒီဖားကန်းမဟုတ်ကျွန်တော်ဒီလုံခင်းရဲ့ဆေးရုံလုံခင်းရဲ့ဆေးရုံကိုဆေးရုံအေရီယာကိုဖြိုးပြီးတော့အင်အားကွက်ရိုက်အင်အားကွက်လုပ်နေတာဒါတွေကိုလည်းရှင်းပါမယ်နော်ဒီဖားကန်းမှာရှိတဲ့ကျွန်တော်လုံယုံတပ်ဖွဲ့ဝင်တွေနဲ့ပြည်နယ်အစိုးရဘက်ရှင်းပါလိမ့်မယ်ဝယ်ရတဲ့လူဝယ်ပါဗဖိုးစာမိမယ်ဗဖိုးစာမိမယ်ဝယ်ရတဲ့လူဝယ်ပါတိုင်းပြည်ရဲ့ကျွန်တော်တို့တယံဇာတာတွေကကြရင်ပိုင်တာမဟုတ်ဘူးဗျ နိုင်ငံသူနိုင်ငံသားတွေပိုင်တာခင်ဗျားတို့လက်နက်ကင်ပြီးတော့တိုင်းပြည်တရားစတာကိုလော်ဝချိအုပ်လို့တော့မရဘူးလော်ဝချိအုပ်လို့မရဘူးအဲ့လက်ရှိကျွန်တော်ဖားကမှာတော့တပ်မတော်အနေမြေရှင်းလို့မတောက်လျှောက်လုံးနေရှင်းတာရှင်းများချချချမှာတိုင်းပြည်အေဂျင့်မှာအဲ့တော့ခင်ဗျားဒီအပိုင်းမှာအီရန်နဲ့အီရန်နဲ့အစ္စရေလနှစ်ဖက်အပြန်အလှန်ဖြစ်တယ်အစ္စရေလကဘလောက်အစ္စရေလကအီရန်ကိုဘလို့တောက်တယ်လဲဆိုရင်ကျွန်တော်ရှေ့ရတပြရေဘော်ဝဲဆစ်စင်ပေါ့ရေဘော်ဝဲဆစ်စင်ရေဘော်ဝဲမှာက ဒီရေဘဝဲအကောင်ကြီးတကောင်ကိုသူကသူ့ကိုထိ ंछ ုပ်တဲ့လက်တွေအများကြီးရှိတယ်။ဆိုတော့ကဣရာထောက်ပံ့ထားတဲ့လက်နက်ကင်အဖွဲ့တွေတောင်းကျမ်းသူတွေအများကြီးရှိတယ်။အဲ့ဒါကိုကြည့်အစ်ဆွေးကရှင်းတဲ့အခါမှာဒီဒီဒီရေဘဝဲရဲ့လက်လေးတွေတချောင်းချင်းမရှိဘူး။ရေဘဝဲအကောင်ကြီးသေစေနိုင်လောက်တဲ့နေရာကိုခင်ဗျပြည့်ပြီးတော့ရှင်းပလိုက်တာ။အကုန်အကုန်ကျွတ်တယ်။အကုန်ကျွတ်တယ်ဗျ။ဒါကျွန်တော်အစ်ဆွေးရဲ့ရေဘဝဲစစ်စင်ရတော့လေးစားစရာကောင်းလဲဆိုတာထည့်ပြောတာ။ နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ။